စားမယ်ကြာတီမီဝီကလောင်းမြုပ်ကိုရောက်တော့ဈေးနေနဲ့ဂျုံလို့ကျွန်တော်ဈေးထဲမှာရှောက်ချည်ရင်းနဲ့မနှက်စာသွားစားမယ်ပေါ့ကျွန်တော်တူလေးလဲပါတော့သူပါစားချင်လဲလို့မေးနေပါလေကျွန်တော်တို့ကဈေးထဲကိုရောက်တဲ့အချိန်မှာဘာတွေရောင်းလဲဆိုတာရှောက်ချည်ရင်းနဲ့မနှက်စာစားမယ်ဆိုင်လေးကိုရောက်ရှိခဲ့ပါပြီကျွန်တော်ပထမဦးဆုံးမအပ်မဆက် ေးနားမှာမုတ်လက်ဆောင်ထက်ညက်နဲ့ရောင်းနေတာတွေ့လို့ဝယ်လာပြီးတော့ကျွန်တော်ကတောက်နေပါလေခင်ဗျာမနက်စောစောစစ်စစ်အေးအေးလူလူပေါ့ကျွန်တော်ကဒိုဘူးနှွေးမှာထားပါလေတောက်ဆက်ပြုတ်တာပေါ့ကလောမျိုးအခေါ်ဆန်လုံးစီကြော်လို့ခေါ်ပြီးလေးကိုကျွန်တော်ဖောက်စားတယ်ကျွန်တော်မှာထားတဲ့ဒိုဘူးနှွေးလေးရပါပြီဒိုဘူးပဲနဲ့မှုမွေးပူပူလေးမှာဆန်စီ ပြစ်ပြစ်လေးနဲ့စားရတဲ့အရာတာကဘာနဲ့မှမတူပါဘူးခင်ဗျာအေးအေးလိုလိုရာသီဥတုမနက်စောစောလေးကိုဒုပ်ပူးနွေးလေးစားမုံလာဥဖြူချင်ပတ်လေးကရင်နဲ့ကျွန်တော်ကတော့အရန်ကိုပြပြစုံနေပါလေပြီးတော့ဒုပ်ပူးကြော်လေးလည်းစားမယ်ပေါ့ကလောမျိုးမှာစားရတဲ့ဒုပ်ပူးကြော်ကိုဒုပ်ပူးနွေးထဲမှာနှစ်ပြီးတော့စားရတဲ့အရာတာကလည်းဘာနဲ့မှမတူပါဘူးပြီးတော့ဒီဒုပ်ပူးကြော်ကိုပဲဒုပ်ပူးအချင်းကိုဒုပ်ပူးအနှစ်အချင်းကိုမှ နနမင်းဂေါ်ဘီတွေနဲ့ရောလုထားတဲ့အချိန်လေးနဲ့တို့စားရတာကလည်းဒီဒေတာဒီနေရာမှာပဲစားလို့ရတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့ဟင်းထုတ်ပေါ့ခင်ဗျာဟင်းထုတ်ပေါ်မှာငရုတ်သီးကြော်မှုမွေးလေးစမ်းပြီးတော့ဟင်းထုတ်ပူပူလေးကပ်ရတာစားမိန်လုံးလာပါတယ်ဒီကတူဘူးတော့ကတူဘူးစိမ့်ရတူဘူးကြော်ရရတော့ပါပဲပြီးတော့ကျွန်တော်ကအစာပိတ်အနေနဲ့တူဘူးတုတ်လေးမှာထားပါတယ် တူဘူးစိမ့်နဲ့တူဘူးကြော်ကိုရောတုတ်ပေးပြီးတော့ပဲနှစ်လေးဆန်းငြုတ်သီးကြော်လေးနဲ့တုတ်ပေးတဲ့တူဘူးကြော်တုတ်တူဘူးတုတ်လေးရလဲအရန်ကိုစားကောက်ပါလေဒါလေးကတော့လက်ဖေးပေါ့နော်ကလောကြောက်ဝတောင်းလက်ဖေးပါစားတာပါဒီလက်ဖေးကအရန်ချိုစိမ့်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုလိုတင်စားရခြင်းပဲဖြစ်ပါလေလက်ဖေးကိုအဆုံးသတ်တောက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ကလောစည်းထဲမှာရှိနေရလေးကျွန်တော်ရှောက်ကြည့်ပါလေဒါကတော့နှစ်လယ်စာစားချိန်မှာ ကျွန်တော်သွားစားတဲ့ဆိုင်လေးတစ်ခုပဲဖြစ်ပါတယ်ဒီဆိုင်က The Canary Shanty Room လို့ခေါ်ပါတယ်ကလောမျိုးမှာကျူဆိုပါဤဆိုတဲ့ဘေးကလမ်းထဲကိုဝင်သွားတာနဲ့မြင်းကားလို့ခေါ်တဲ့အရက်မှာအခုလိုအဆောက်အဦလှလှကြီးတစ်ခုကိုတွေ့ရှိနိုင်ပါတယ်ဒီဆိုင်ကြီးကနေပြီးတော့ပြန်ပြီးတော့ရှူခင်းလှလှလေးတွေကြည့်ရတာလဲကိုရင်သက်ရှူမော်ပါပဲခင်ဗျာဒီဆိုင်မှာကဒေတာစားစာတွေကိုတခြားမျိုးတခြားနိုင်ငံတွေကဧည့်သည်တွေလာတဲ့အခါမှာ fusion လေးဖြစ်အောင်လို့စီစဉ်ချက်ပြုတ်ထားပါတယ် chef day အဖျော်ဆရာတွေကောက်တေးဆရာတွေကလည်းတကယ်ကိုဆရာကြပြီးတော့အရန်ကိုစားကောင်းတဲ့ဆိုင်တစ်ခုပဲဖြစ်ပါတယ်ကျိုင်းတုံဝဲဦးချောင်းရင်ပြီးတော့ဒါကတော့ရှမ်းချက်ကင်မှာရှမ်းချက်ကင်ကို အချိန်လေးနဲ့တို့စားရတာလည်းကောင်းတယ်ဒါကတော့ပဇွန်တန်ပူရာပါပဇွန်တန်ပူရာကတော့ထူးထူးခြားခြားပြောစရာလည်းမလိုဘူးပေါ့နော်ဒါလေးကကြက်ချက်တော့တုတ်ပါ ချင်းချင်းဆက်ဆက်ကြက်ချက်တော့တုံလေးပေါ့ပြီးသွားတော့ဒါကကြက်သားချိုချင်ကျော်ပါကြက်သားချိုချင်ကျော်လေးကိုထမင်းနဲ့တွဲစားရင်လည်းအရန်ကိုလိုက်ဖက်လုံးပါပါပေမဲ့ဖြော်ရည်လေးတောက်လိုက်တယ်ပေါ့နော်ခဏလေးအစားရက်ပြီးတော့ဆိုင်ထဲလေးက decoration တွေကိုလည်းလိုက်လေ့လာပါတယ်ဒီဆိုင်မှာကတော့ယန်နီယံဝေးကလာတဲ့ဧည့်သည်တွေကဒီနေရာမှာလာရောက် စာရင်ဓာတ်ပုံရိုက်ကြတဲ့အတွက်နာမည်ကြီးရဲ့ဆိုင်းဆိုင်ပဲဖြစ်ပါတယ်။ပြီးတော့ဒါကကလောမျိုးကိုရောက်လို့ရှိရင် ရေမုံညင်းတုတ်မဖြစ်မနေစားမှာဖြစ်တဲ့အတွက်ရေမုံညင်းတုတ်လေးမှစားလိုက်ပါတယ်။စီကြက်တွေနဲ့မတုတ်ပေဘဲနဲ့အထိုင်းစတိုင်ဆန်ဆန်လေးတုတ်ထားပါတယ်။ပြီးတော့ကျွန်တော်ပန်းသီးကိုတမ်ပူရာကျော်လေးမှားထားပါတယ်။ဒါလေးကတော့ကလေးလူကြီးမျိုးတွေကြိုက်နေတတ်တဲ့ချွတ်ချွတ်ချင်းချင်းအရသာလေးပါခင်ဗျာ။နောက်ဆုံးပိတ်ကတော့ကျွန်တော်အဆန်ပြားကျော်လေးပေါ့နော်။ ဒီဆံပြားကြော်လေးကတော့ time style အရသာလေးဖြစ်အောင်လို့ကြော်ထားရပဲဖြစ်ပါတယ်။အခုနေရာလေးကတော့ကျွန်တော်အိတ်ဆိုင်မှာအတိုက်ဆုံးနေရာလေးပဲဖြစ်ပါတယ်။တခုတတိပေးချင်တာကဒီဆိုင်လာလို့ရှင်အစားစားဖို့အတွက်ကောဓာတ်ပုံရိုက်ဖို့အတွက်ကောအဝယ်စားလက်လာလေးတွေဝတ်လာပါနော်။ကျွန်တော်ကတော့ဆိုင်မှာဓာတ်ပုံတွေအများကြီးရိုက်ခဲ့တယ်။ဒီဆိုင်ပြီးသွားရင်တော့ညနေစာကိုတော့ကလောမြုပ်ကနေပြီးတော့7မိနစ်15မိနစ်လောက်မောင်းသွားတဲ့ရေရားဆိုတဲ့နေရာမှာကျွန်တော်တို့စားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကလောကိုလာတိုင်းရေရားမြုပ်နယ်မှာ အကူလိုဆိုင်မှာသွားစားခဲ့ပါတယ်ဒီဆိုင်လေးကဆိုင်ခန်းကနာခန်းအကြီးအကျယ်နဲ့လှုပ်ထားတာမဟုတ်ဘဲနဲ့အခုလိုပြင်ဆင်ချက်ပြုတ်ပေးထားတာကအရန်ကိုရတာရှိပါတယ်ဆိုင်နောက်ဖက်မှာရှိနေတဲ့အသေးပင်စားပင်တွေနဲ့ပဲရအောင်ချက်ပြုတ်ကျော်လွန်ပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကြက်တောက်ဆန်းတဲ့တူတူဘေးနားမှာပါတဲ့ဟင်းအရန်တွေနဲ့ဘူဖေးစနစ်စားသုံးလို့ရတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်နာမည်ကတော့ရေရားရောက်လို့ရှိရင်ရွှေဘွားတော်ဆိုင်ဆိုပြီးတော့ရှာလို့ရပါတယ်ရေမုန်နေတော့ကြာရ ကလောမျိုးကိုအလဲပတ်ရောက်ခဲ့လို့ရှိရင်အိတ်ဆိုင်လေးမှာစားကြည့်ဖို့ကျွန်တော်ကအကြံပေးပါတယ်။ကျွန်တော်အိတ်ဆိုင်ရောက်တိုင်းရေမုံညင်းတုပ်ကို၃ပွဲလောက်အနည်းဆုံးစားတယ်။ပြီးတော့အာလူကျော်ပူပူလေးရဲ့အနက်အယမ်းမနန်းနဲ့ဒင်းငင်းလေးကျော်လေးရဲ့စားရတဲ့အရာတာကလည်းအယမ်းကိုကောင်းပါတယ်။ဟင်းနှစ်တွေ အစီအစိမ့်တွေအများကြီးမပါဘဲနဲ့အခုလိုအကြော်အလော်လေးတွေအတုပ်ကလေးတွေတက်တောက်ဆန်းဆိုလဲအရသာပေါ့ပေါ့လေးနဲ့ပြင်ဆင်ချက်ပြုတ်ပေးတဲ့အတွက်ကြောင့်စားရတဲ့အရသာကလက်ဆက်လုံးပါတယ်ဒါကကျွန်တော်တူလေးပါတာဖြစ်တဲ့အတွက်ချက်ပောင်လေးကြော်ထားပေးတာပါကျွန်တော်ကတော့တူလေးစီရနေပြီးတော့ခေါင်းပုံဖြတ်တစ်ပောင်ယူလိုက်ပါတယ်ငဖေကြော်လေးကိုလည်းရနိုင်ပါတယ်။ငဖေကကျွန်တော်တို့ရန်ကုန်မှာမြင်နေတွေ့နေကြအပြားကြော်အလုံးကြော်မဟုတ်ဘဲနဲ့အငုလိုအမွှားကြော်လေးဖြစ်ထားပါတယ်။ ဒါကတော့ကျွန်တော်ကလောမြို့မှာတနေတဲ့၃ဆိုင်ပတ်စားတဲ့နေလေးပဲဖြစ်ပါတယ်ခင်ဗျာ။